ကြောင်းလာလို့ဘာခံမရနိုင်ဘူးစိတ်တန်တော်ဝူးရမည်စိတ်တန်တော်ကုန်ပြုရမည်တို့မှာဝေးစိတ်ကမလွဲရကြောင်းလာကောင်းတော်ဒီမုန်းကောင်းတော်ပါခဲ့သည်ဒီပရိလံပေါ်မှာကိုတောင်းလေသူကြောင်းသားကောင်းတော်ဆိုင်းတင်မောင်ဦးကြာဆုံးခြင်း42နှစ်မြောက်အောင်းမေပွဲဂုံပြုခန္ဓာနဲ့လမ်းလျှောက်ချီတက်ပွဲဂျွန်လ26ရက်နေ့ကမကွေးမြို့မှာ ပြုလုပ်နေတာပါစလိုက်တမဟူကြောင့်ပြောပြီးဆိုရင်စလိုက်တမဟူရဲ့စစ်အာဏာရှင်ကိုဒီမထောက်ခဲ့တဲ့စိတ်ဓာတ်ကိုတော့ချီးကျူးတာတော့အားလုံးချီးကျူးနေကြတာအဲ့ဒီမှာကျွန်တော်အရေးကြီးတာတစ်ခုပြောချင်တာစလိုက်တမဟူကျိုးစင်မတက်ခင်မှာပြောသွားတဲ့စကားတစ်ခုရှိတယ်ရဲဘော်တို့ငါတော့သွားပြီမင်းတို့ဆက်တိုက်ကြလို့ပြောသွားတယ်ကျွန်တော်ဆက်တိုက်စရာရှိပါခုချိန်ထိအောင်ရှိနေကြရသေးတယ်ကျွန်တော်တို့ဆက်တိုက်ဖို့ကျွန်တော်တို့ဒီမိုကရေစီတိုင်းပြည်သွားဖို့ကျွန်တော်တို့ဖက်ဒရယ်ရောက်ဖို့ကျွန်တော်တို့တိုက်စရာအများကြီးရှိသေးတယ်ကျွန်တော်တို့တိုက်ရအောင်မယ်ကျွန်တော်တို့အကြောင်းသားတွေကစင်ကျင်တို့တရားနဲ့ပညာဉာဏ်ပေါ်မှာအခြေပြုကျွန်တော်တို့ ဒီတိုက်ဆရာရှိတဲ့စနစ်တွေကိုကျွန်တော်စတက်ဖြတ်သွားအောင်ကျွန်တော်တို့ပညာရေးမှာဆိုရင်လည်းထုံနီတကောင်းမှာယခုချိန်ထိအောင်ဘိုးချုပ်ကိုင်မှုတွေရှိနေသေးတယ်ယခုချိန်ထိအောင်ကျောင်းသားကျောင်းသူတွေဟာစစ်မှန်တဲ့လွတ်လပ်တဲ့ပညာသင်စနစ်မှာကြေကြေပြန့်ပြန့်ကြီးတည်နိုင်တဲ့ခြေအနေမရှိသေးဘူးဒီလိုမျိုးကျွန်တော်တို့စ조사ပြင်ဆင်တိုက်ပွဲဝင်ရမယ့်အရာအများကြီးရှိသေးတယ်ဒါကြောင့် slice တင်မအောင်ပြောခဲ့တဲ့စကားကိုကျွန်တော်ရင်နဲ့နှလုံးသားထိအောင်ကိန်းကောင်းပြီးကျွန်တော်ဆက်တိုက်ကြဖို့ရှိသေးတယ်အဲအကြောင်းကျွန်တော်ဒီနေရာပြောချင်တာကဒီမှာတိုင်းနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေစိတ်ထဲမှာ ျွန်တော်ရဲ့ခေါင်းဆောင်ကျွန်တော်ရဲ့ចောင်းသားအာဇာနည်ဆလောင်ကြီးတမောင်ကြီးရဲ့စိတ်ဓာတ်ကိုရှင်နဲ့နှလုံးသားကြီးဒီမွေးထားကြပါကျွန်တော်ရှေ့ဆက်လုပ်ဆရာကြီးအားကြီးရှိပါသေးတယ်ပြောချင်ပါမကွေးတက်ကသူចောင်းသားတမကနဲ့ချင်းចောင်းသားတွေစုပေါင်းပြီးဆလောင်တမောင်ကြီးရဲ့ចាសုံချင်း42နှစ်မြောက်အောက်မေ့ဘွယ်အခမ်းအနားကိုပြုလုပ်ခဲ့ကြဒါလည်းဖြစ်ပါတယ်ចောင်းចောင်းသားခေါင်းဆောင်ဆလောင်တမောင်ကကျွန်တော်ချင်းလူမျိုးဖြစ်လို့လည်းကျွန်တော်တို့က ဂုံယူမိပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီចောင်းသားកောင်းဆောင်ឆ្លိုင်းတင်မှာဟိုကကျွန်တော်တို့ချင်းလူမျိုးချင်းចောင်းသားတွေတမို့ပဲနဲ့ចောင်းသားတဲ့အတူယူနေတဲ့ចောင်းသားកောင်းဆောင်တယောက်ဖြစ်တယ်ပြီးတော့ဒီចောင်းသားកောင်းဆောင်ဖြစ်တဲ့အလျောက်ကျွန်တော်တို့ဒီသူ့ရဲ့ဂုံပြူတဲ့အခါသူ့ကိုဂုံယူတဲ့အနေနဲ့ကျွန်တော်တို့ဒီအာသူ့ရဲ့ចောင်းသားចောင်းသားတမကယုံကန်းတယ်မှာလဲသူ့ရဲ့ပုံတွေကိုချိတ်ဆေးခြင်းနဲ့ပြီးတော့သူ့ရဲ့ရုပ်ထုတွေကိုလည်းထုတ်ပြီးတော့လုတ်ပေးစေခြင်းနဲ့ ီးတော့သူရဲ့အောင်မေးပွဲတွေမှာလည်းကျွန်တော်ဒီចောင်းသားတမကတွေရောအကုန်လုံးကိုចောင်းသားတိုင်းကိုတက်တက်ကြွကြပါဝင်စေချင်တယ်။ចောင်းသားကောင်းကောင်းဒီမုန်းကောင်းတော့မခဲ့ဘူး။ဒီပြည်လမ်းပေါ်မှာကိုတောင်းတွေတူွေးစိတ်အုံဆုံးတိုင်းနာအောင်မှာငါပေတော့မှသူမထောက်ဘူးမင်းတို့ငါ့ကိုတက်လို့ရပါမယ်ငါရဲ့ခံယူချက်နဲ့စိတ်သက်ကိုတော့ပေတော့မှမလို့ထလာကြီး အလားတူပဲ1986ခုနှစ်ဇွန်လ26ရက်နေ့မှာကျိုးမိတ်ပြီးတည်တံခံခဲ့ရတယ်။ကျောင်းသားကောင်းဆောင်ချင်းမျိုးသားဆလိုက်တင်မောင်ဦးအမှတ်တရ42နှစ်မြောက်ဂုံပြူပွဲကိုရန်ကုန်မြို့မှာလည်းတပြိုင်တည်းကျင်းပခဲ့တာပါ။အဲဒီနောက်ရက်ပတ်စံနေ့ညနေ၄နာရီအချိန်မှာအဲသူ့ဘုရားကဟိုတင်းပေါ့အဲနောက်ထပ်လိုက်တော့ပေါ့နော်။သူ့ရေးရေးကြီးကိုနောက်ဆုံးတက်တက်တဲ့ဆက်တဲ့ဘုံဘုံဝင်သွားတယ်။အဲ ်တယ်။ဒါမှမဟုတ်အချက်ကြီးလို့သိပြီ။ဆက်နာမလို့လောက်ပြီးသူကတောင်းတယ်။သူကပြည့်တယ်။အဲ့ဒီကမှာတပည့်တွေကအဲ့ပေါ်တက်လာတော့သူငွေသေးတဲ့အတွက်သူကနှစ်မျိုးအသက်ရှင်နေတာပဲ။အဲ့သူကဘုံကဘုံနေချာတယ်။အဲ့တော့မှသူကနေပြီးတော့ဒီမှာအောက်ကျတော့ဆက်ကလေးနေပြီးတော့တက်တယ်ပြီ။ဒါတော့သူကမသိနေသူ့ကိုတက်ခဲ့တယ်ပြောတော့မှသူကပို့သူကအဲ့တော့ဒါကဘာဖြစ်ပါလဲဆိုတော့သူတမားရက်စက်တော့နော်။အဲ့တော့ဘုံကတော့သူ့ကိုတော့တက်နေတော့ဘုံကစက်တော့ ်ထောက်မှုတော့အနောက်မှာထုတ်သွားအနောက်မှာထုတ်သွားရတော့ဆင်းရဲမှာကိုးတာတက်စိတ်ကိတ်ရောင်းတတ်တာမလို့ပြောတိုင်းပြည်ကြီးလိုက်လို့ဒီလိုဝေးတော့တော့ဝေးတယ်တော့ငါတက်မှာဆိုတော့တက်ငါတက်လာမယ်ဘာဘာပတ်စီပြောလိုက်ဟဲ့အဲ့ဒါတော့တိုးတိုးနေစေတော့ကိုနေဝင်ရဲ့ကိုနေဝင်ပူဆောင်တဲ့စီအစိုးရရဲ့အမြင့်ဆုံးတော့နေကုန်ဖြစ်ပါတယ်ကိုတမောင်ဦးရဲ့နောက်ဆုံးတရက်ဒီမှာအဲ့ဒီခနဲ့နေရာကြီးအချိန်လေးမှာကျွန်တော်တို့ချောက်တိုင်းနဲ့ဘာလိုက်ကိုဖြတ်သွားတဲ့အချိန်မှာဒီမှာချင်းမှာတန်နေတဲ့ဇေယျဥလာမြာကိုကနားတင်ဆက်တတ်ကြတယ် ရပ်ဖို့လို့ငါတော့ကောင်းပြီတကယ်ကျလို့ကျိုးစင်ပေါ်ရောက်တဲ့အချိန်မှာလည်းသူကကပုံရည်ညွတ်သွားတယ်လို့ပဲသူကမပြေပါဘူးသူကကိုကြီးကိုတော်မိနေရှိပါလေအဲ့ဒီခေတ်ကာလမှာကျွန်တော်တို့ကိုနော်စစ်ကြောရေးမှာကျွန်တော်တို့ကိုရေးဆိုင်ပြီးတော့အများကြီးလည်းပြည်ပြေတယ်စစ်တဲ့စစ်ခဲ့တယ်ကျွန်တော်တို့ကလည်းဝန်ထမ်းတွေဖြစ်ပါလေဆလိုက်တင်မောင်ဦးဟာဗိုလ်ချုပ်နေဝင်မဆလာအစိုးရလက်ထက်မှာအဓိကရေးခင်းကြီး၃ခုဖြစ်တဲ့ဂျွန်လုံသမားရေးခင်း ဥတ္တအရေးခင်းတဲ့မှန်းရပြည့်အရေးခင်းတွေကိုပတ်သက်ခဲ့သူဥဆောင်လှုပ်ရှားနိုင်ခဲ့သူ ဖြစ်တာကြောင့်လဲပထမဆုံးတည်တံပေးခံခဲ့ရတဲ့ကျောင်းသားတူဖြစ်ခဲ့ရတာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အချက်သုံးချက်ကတော့ဘုဒ္ဓမာဟုရဲ့ကြာဆုံးမှတဲ့၄၀နှစ်မြောက်ဝိနည်းအခမ်းအနားမှာတစ်တစ်ချက်ဘုဒ္ဓမာဟုနဲ့အတူနောင်တော်နောင်တော်ကျောင်းသားရဲဘော်တွေကို အလေးပေးပါတယ်တစ်တက်ချက်ပါသူတို့ရဲ့ခြေစဉ်တစ္ဆာကိုကျွန်တော်တို့စောင့်တည်ယူသေးပါတယ်သူတို့ရဲ့ခြေစဉ်တစ္ဆာကိုစောင့်တည်ယူသေးတဲ့အတွဲသူတို့ကကျွန်တော်တို့ကိုပေးအပ်မဲ့လက်ဆက်ငန်းအမွေဖြစ်တဲ့ဆရာနာရှင်စနစ်ဆက်ကြည့်ရေကိုကျွန်တော်တို့ခိုင်ခိုင်မာမာဆက်သွယ်ကြံရွတ်ပါမယ်ဟုတ်ကဲ့အဲ့တော့ဝိဇ္ဇာယူဟိုတင်မောင်းနဲ့ပတ်သက်ပြောမယ်ဆိုရင်တော့ तू อ่ะ အင်တန်ဘာသာတရားကန့်ဆိုင်တယ်။နောက်ပြီးတော့ဒီမတရားမှုသူအနေနဲ့ဘလို့မှဒီလက်ပဲကြည့်မနေဘူး။ငါတတ်နိုင်တဲ့ဘက်ကငါတို့လုံမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတယ်။အဲသူ့ရဲ့ထူးခြားချက်ကနောက်တစ်ခုကဟိုသူကဆိုခဲ့စီမြဲစီပြောရင်ပြောတဲ့အတိုင်းလုပ်တယ်။နောက်ပြီးတော့ဟိုသူယုံကြည်ချက်ကိုသူကဘရောမှသူကဒီမလဲဘူး။အဲလိုစိတ်ဓာတ်မျိုးတမ္မရိစိတ်ဓာတ်ရှိတာပေါ့နော်။ ไอ้မတရားတော့တဲ့လူစီတွေ့လို့ရှင်လေ तू อ่ะလက်မခံဘူးမတရားရင် तू เนี่ยဆန်ဆန်မဆန်မတရားတော့လို့နေ तू อ่ะဝင်ပါတယ်အဲ့လိုလူမျိုးပေါ့เนาะကျော်အဲ့လိုတတ်သိရှိရဲ့နောက်ပြီးတော့ဒီစစ်အစိုးရရဲ့ဖိနှိပ်မှုတွေလူတွေရဲ့ဒုက္ခရောက်မှုတွေမြင်တဲ့အချိန်မှာသူ့အနေနဲ့ဟိုဒီဒီဟာကိုငါတို့တွန်းလာမှာဖြစ်မယ်ဆိုတဲ့စိတ်ကို तू อ่ะပေါ်လာတယ်ပေါ်လာတဲ့အတွက် तू อ่ะဒီဒီဒေါ်လာတွေမှာပါလာတော့ပေါ့အဓိကတော့ तू อ่ะဖုံးကြီးလို့ရှင်တယ် ဘုန်းကြီးလို့ရှင်ပြင်တယ်သူ့မိဘဘုန်းကြီးငါတို့မျိုးမှာဟိုဘွဲ့ရတာလည်းမရှိသေးဘူးပေါ့နော်အဲ့တော့ဘုန်းကြီးမလို့ဖဲနဲ့ဟိုဘွဲ့အရင်ရအောင်လို့ရပြီးတော့ဘုန်းကြီးလို့ရင်လို့ဆိုတော့အဲ့ဒီအတွက်သူကဘွဲ့ရအောင်လို့ရင်းနဲ့ဒီတော်လိုင်းမှာပါလာဘုဒ္ဓမယ်လို့သက်ဆံခဲ့ပြီတို့ပြီးလူများလူလေကြောင်းသားလူကမခံမရနိုင်ဘူး က်တန်သောဥညွရမည်ထိုက်တန်သောမုံပြုရမည်တို့မှာတွင်သိက္ခာမလွဲရအောင်ကြောင်းသာကောင်းသောသင်္ဘောကတော်သခဲ့သည်ဒီပရိလံပေါ်မှာကိုတောင်းလေသူဝေးလို့စိတ်အုံထူဆိုင်ခြင်းရည်နဲ့ဘူဘိမ့်မှန်ပြင်းမြောက်ရည်သုံးရက်ခဲ့ကြသည်ကြောင်းသာပြီးပေါင်းသူဝေးလို့သာမဏေခန္ဓာ မကကောင်းမှုရည်ပြီးတဘာရဲ့ကောင်းဆုံးကြီးလဲလျောင်းမိတဲ့နေစလိုက်တင်မောင်ဦးဟာအရှူချင်းတိုင်းသားတူဖြစ်ပြီးတောင်ကူမြို့မှာငွေဖွားခဲ့ပါတယ်လူတယောက်ဟာဒီကိုယ့်ရဲ့ခံယူချက်အတွက်တေးတယ်ဆိုတာကတော်တော်လေးကိုခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့မှာရွေးချယ်ခွင့်တွေအများကြီးရှိခဲ့တယ်သူ့မှာအသက်ရှင်လို့အသက်ရှင်ခြင်းအသက်ရှင်ခွင့်သူ့မှာရခဲ့ပါတယ်အမှန်တမ်းပြောမယ်ဆိုရင်သူဒီ အစိုးရကိုဒီစစ်စစ်အာဏာရှင်တွေကိုသူ ထောက်ခံပြီးတော့မှသူတို့ရဲ့အကြိုက်လိုက်လို့ပြီးပြီးတော့မှသူအသက်ရှင်ဖို့စ조사ခြင်းခဲ့တယ်ဆိုလို့ရှင်သူ့မှာ조사ဖို့အခွင့်အရေးရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးအထက်သူ့ရဲ့ယုံကြည်ချက်ဟာမှန်ကန်တယ်ဆိုတာကိုသူကချပြသွားပြီးတော့လက်သိသူ့ရဲ့အသက်ကိုပေးသွားပြီးတော့မှအာသူဟာတကယ်ကိုဟိုတကယ် role model ပေါ့သူစံပြဖြစ်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကုံယူရပါတယ်လို့သူ့တို့လူမျိုးတကယ်လဲရှားပါတယ်နောက်မှလည်းအများကြီးရှိလာဖို့လည်းမျှော်လင့်ပါတယ်လို့အဲ့ဒါပြောချင်ပါတယ်ဒီမော်ကကုံယူရတဲ့အနေဖြင့်ခဏ သူ့ကိုတေတံကနေအယူခံတင်ခွင့်ပေးခဲ့ပေမဲ့ဆရာနာရှင်ကိုဒူးမထောက်ပဲကျိုးစင်တက်သွားခဲ့သူ ဖြစ်ပါတယ်။အာဆိုင်းကွန်တန်မဟုတ်ကကိုရိုနာအတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တရားပေါ့နော်။ဒီကိုရိုစတာ84 85 86ဒီအော်မတ်ဆလာအနာစံကြီးအန်ဒူလောက်ရှာမှုလောက်ရှာမှုတွေပေါ့။ဟိုမှာ84အလို့သမားရေးခဲ့။အဲက84ဦးတန်း အရေးခင်းတော့ခရိုဆန်းက၅ဂျုံအရေးခင်းခရိုဆန်းကြောင့်မှတ်ရပြီအရေးခင်းတွေမှာကိုတို့ဥဆောင်ခဲ့တဲ့တကယ်ရရင်ပြတ်သားတဲ့ကျောင်းသားကောင်းဆောင်တရားပေါ့နော်သူ့ရဲ့စိတ်ဓာတ်အခြေခံဟောပါရရင်လည်းပြတ်သားတယ်ခံယူချက်ပေါ်မှာခိုင်မာတယ်ခိုင်မာတဲ့တည်ကြည်တဲ့ရဲဘော်တရားပေါ့နော်ကျောင်းသားကောင်းဆောင်တရားပေါ့နော်အဲ့တော့သူကပြောလဲဆိုတော့စိတ်အာနာသူ့ကိုချိုးပေးလိုက်ပြီပေါ့နော်အဲ့ဒါကိုသူကယူခံလည်းမတက်ဘူးယူခံမခိုင်းနဲ့ ဘာလို့လဲဆိုတော့သူကဒီချိုးပေးတဲ့ချိန်မှာလဲသူကဒီမကြောက်မရွံ့မတုံမလှုပ်လို့ပေါ့နော်သူကတော့ဘာလို့ဆိုဒီငါငါရဲ့ဘယ်လိုအသက်ကိုယ်ကခန္ဓာကိုယ်ကမင်းတို့တတ်လို့ရမယ်ငါကငါရဲ့စိတ်ဓာတ်ကိုဘယ်တော့မှတတ်လို့မရအောင်ငါဘယ်တော့မှမလို့ရှိမှဒူးမထဘူးဆိုတော့အဲ့ဒါကိုသူကဒီကျိုးစင်ကိုတက်တဲ့ချိန်ဒီမှာသူကတွေးကြော်သွားတယ်အဲ့ဒါကိုလည်းသူကအများကြားအောင်လည်းသူကပေါ်ပြီးတော့အဲ့ဒါပြောသွားတယ်ပြောသွားတာကိုဥရောကထောင်ထဲမှာရှိတာပေါ့နော်ဥရောကတိုက်တော့မကြဘူးဒါပေမဲ့အဲ့ သူနဲ့တိုက်မှာအနီးနားမနေလေကိုရဲဘော်တွေကြားခဲ့တယ်ပေါ့နော်သူအဆောင်သူ့ရဲဘော်တွေကြားတယ်နောက်နေ့မှပြန်ပြတော့ကြားရတယ်အဲ့ချိန်မှာဦးတို့ကဟိုကိုတမောင်ကြောက်တော့တကယ်ကိုချိုးပေးလိုက်ပြီးကိုတို့ကထင်တာဒီလိုလူနေတဲ့ကျောင်းသားပြောက်ကောတော့ဒါဥပဒေဝင်ကဒါရဲဆက်တတ်မလို့မထင်ခဲ့ဘူးဒါပေမဲ့အဲ့လိုသူပြည့်စုံသားကြားလိုက်တဲ့ခါကျတော့ဒါတကယ်အသက်ခံလိုက်ရပြီးချိုးပေးခံလာပြီးကိုတမောင်ဟိုဟာလဲဆိုတော့ဂျူးမထောက်ပဲနဲ့ရဲဝန်းနဲ့ရန်သူအန်တုပြီးတော့နောက်ဆုံးကျိုးစင်မွေးတက်သွားတယ်ကိုအားလုံးဆန်မူနာပဲဖြစ်တယ်ဆိုတော့အဲဒီနေ့ကကိုကနားလိုက်လိုက်တယ် ရဲဘော်တို့အဲ့လိုအားလိုက်တယ်နောက်ကဝါရီရဟေး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 ဆိုပျောက်သွားမြောင်တစ်ခါတခါလဲသူထောက်အောင်အတန်မကြတော့ဘူးပြနောက်တစ်ခါရဲဘော်တို့ဆိုဟေး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 အဲ့လိုပဲអော်တယ်ဗျသူအတန်ပိတ်သွားအောင်អော်တယ်လို့ကျွန်တော်တို့ထင်တယ်လေနောက်တစ်ခါနည်းနည်းလေးမတဲဘကခတ်ဝေးဝေးရောက်တော့ကြားလိုက်တာတော့အတန်တော်တော်ကျယ်တယ်ဗျနော်ငါတော့သွားပြီရဲဘော်တို့ငါသွားပြီမင်းတို့ဆက်တိုက်ကြဆိုတဲ့အဲ့အတန်ကြားပြီးတော့ကျွန်တော်တို့လည်းစိတ်မကောင်းကြဘူးဗျကျင်းနေတယ်ကိုတင်မောင်ဦးအတန်ကိုတင်မောင်ဦးက သူကျိုးစင်ကိုသွားပြီဆိုတာသိလိုက်ရတယ်။နောက်ပိုင်းမှာကျိုးစင်ရတဲ့တန်တကာကြီးအတန်အောင်ဂျိန်းနဲ့ဆိုကျွန်တော်ကြားလိုက်ရတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီရဲဘော်လို့လည်းခေါ်တယ်ကျွန်တော်စံပြပေါ့နော်ကျွန်တော်တို့နဲ့အတူလုပ်ဖို့ကြိုက်ပဲကိုတင်မောင်ဦးကကျိုးပေးတပ်တော့ခံသွားပြီဆိုတော့ကျွန်တော်ဒီလိုစိတ်မကောင်းဖြစ်ကြတယ်။ဒုက္ကမလို့သက်ဆံခဲ့ပြီ။ဒို့ဒီလူများလူနဲ့ကြောင်းသားလူကမှမရနိုင်ဘူး။ ိုက်တန်တော်ဝူးညွရမည်ထိုက်တန်တော်ဝူးညွရမည်တို့ဗမာတွေသိတ်ခံလွယ်ရအောင်ကြောင်းသာကောင်းတော်တင်မောင်းကောင်းတော်မခဲ့သည်ဒီပရိလံပေါ်မှာကိုတောင်းတွေသူ့ဝေးလို့စိတ်အုံထူတတ်နေလေဘူဗိမှန်ပြင်းမြောက်ကြီးသုံးပြတ်ခဲ့ကြသည်ကြောင်းသာပြီးပေါင်းသူလေးလိုသာသနာခံနောက်ချင်းချင်းတဲ့ မကတော်မူမည်တဘရဲ့ကောင်းတော်ကြီးဒဲလျောင်းမီတဲ့နေရန်ရည်အခုလိုစလိုက်တမအောင်ကြာဆုံးခြင်းနေ့ရက်တည်းကိုနှစ်ပေါင်းများစွာ တိတ်တဆိတ်လျှို့ဝှက်ကျင်းပနေခဲ့ကြရာကအခုခါမှာတော့လွတ်လွတ်လပ်လပ်ကျင်းပနေနိုင်ကြပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒီနေ့ကျွန်တော်တို့ဒီလိုခံစားရခြင်းပါရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်ကြုံရတဲ့ဖြတ်တမ်းရတဲ့အတွေ့အကြုံရောနိုင်ငံရောအတွေ့အကြုံရရောတို့ဘာမှပြမ